အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ မောင်ဝင်းခေါင်လောင်းဆိုရဲပုံရင်းလေးပဲဖြစ်ပါတယ်ရှင်။ဟိုးရှိရှိတော့ကတောင်တန်းကြီးတခုရဲ့မန်နီမဝေးမှာဘုံနန်းသာဆိုရဲတာယာလှပတဲ့အတိုင်းမီတပီရှိတယ်ကွင်။အဲ့ဒီတိုင်မီကိုကေတရီဆိုရဲအင်မတန်ချောမောလှပါတဲ့ဘယင်မတပါကအုပ်ချုပ်တယ် ။ဘယင်မကေတရီဟာသူမနန်းဆိုင်ရဘုံနန်းသာရှိမျိုးတော်ကြီးရဲ့လေးဘက်လေးတဲမှာကြောက်ဖြူသားတတိုင်းမြင့်ကြီးနဲ့ကာရန်တာပြီးမြို့ရိုးအပြင်ဘက်ပပတ်လဲမှာကျုံတူးထားစီရဲ့တောင်နန်းကြီးရဲ့တောင်ကြားတွေကနဲ့မြေပြားခံပြီးစီစဉ်လာတဲ့တူနိုင်မဲ့ချောင်းတဲ့ကျုံကိုလည်းဆက်သွယ်စားစီတယ်တောင်နန်းကြီးရဲ့တောင်ချင်းရင်တနရာတူနိုင်မဲ့ချောင်းအဆက်မှာတော့ကျောင်းသင်ငန်းတစ်ခုရှိပြီးတော့ဝိဘာကဝခါဆိုတဲ့ယတိကြီးသတင်းတုံနေထိုင်ခဲ့တယ် မနက်တိုင်းရွှေမျိုးတော်စီကိုကြွလာတဲ့ရသေးကြီးကိုဘယင်မကေတရီဟာကိုယ်တိုင်ဆုံးလောင်းလို့လေးရှိရင်ဘယင်မကေတရီဟာတိုင်းသူပြည်သားတွေကိုတရားနဲ့အညီအုပ်ချုပ်တဲ့အတွက်ဘုံနန်းသာတိုင်းပြည်ဟာတာယာစီပင်ဖွင့်ပြိုးတိုးတက်တယ်။ဒါပေမဲ့အဒီလိုတစားတစားဖွင့်ပြိုးတိုးတက်စီပင်လာနေတဲ့ဘုံနန်းသာတိုင်းပြည်ကိုရောတူးလို့ကင်းအောင်ချော်မော်လာပါတဲ့ဘယင်မကေတရီကိုပါတိမ့်ပိုက်လို့တဲ့ဘယင်တပါရှိနေတာပေါ့။အဒီဘယင်ကတော့ဘုံနန်းသာရွှေမျိုးတော်ကြီးရဲ့တောင်ဘက် ငါးရုပ်စနာလအကွာမှာရှိတဲ့တန်ရောစပြည့်ရှင်ဘရင်ဒေဝဒတ္တပဲဖြစ်ပါလေ။တနည်းမှာတော့ဘရင်ဒေဝဒတ္တဟာဘရင်မကေတရီစီကိုတမန်တော်တွေဆေးလွတ်ပြီးတော့ရာဇသံပေးတော်ရင်ဘရင်ဒေဝဒတ္တရဲ့ရာဇသံထဲမှာဘရင်မကေတရီကို သူကဆုလျာရစ်ပတ်ထိမ်းမြားလက်ထပ်ပြီးရယူလိုတယ်။ဒါကြောင့်သူ့ရဲ့ဆန္ဒကိုလိုက်လျောပြီးဘုံနန်းသာတိုင်းမီကိုလည်းသူ့လက်ထက်အရာမင်း ။အဲဒီတောင်းဆိုချက်တွေကိုဘယင်မကေတရီကလက်မခံရင်စစ်ပြုတ်ရလိမ့်မယ်လို့အချက်ကင်ချင်းချုပ်ထားတယ်။အဲဒီလိုတိုင်းမီအုပ်ချုပ်မင်းလုံးနေတဲ့သူအချင်းချင်းတဖက်စီနဲ့အထက်စီးစင်စမ်းရာဇဂန်ပေးတာကိုဘယင်မကေတရီကမခံမရက်နိုင်ဖြစ်ပြီးတော့ဒေါ်အပွားကြီးပွားနေတော့တာပုံငါ့ကိုမြရာရာဆက်ဆာမထေမိတ်မြင်ရာဇဂန်ပေးပြီးချင်းချောက်အချက်ကင်ဝုန်းနဲ့ဒေဝဒတ္တဒီငါအကြောင်းကောင်းကောင်းသိစေရမယ် ဘယင်မာဂီတရီကဘယင်ဒေဝသတရဲ့တန်မန်တော်တွေကိုတင်းတင်းမာမာတုံ့ပြန်စကားဆိုလိုက်တယ်။ဟဲ့ဒေဝတတရဲ့စေတမန်နေနေတို့ရဲ့တနာယူအုပ်စုယူဘယင်ကိုပြန်ပြောလိုက်။ငါ့ကိုရောဘုံသာနန်းနန်းမီကိုပါလိုချင်ရင်သူ့ရဲ့အလောင်းအရင်ပို့လိုက်လို့ဘယင်ဒေဝတတရဲ့တမန်တော်ရီဟာတန်ယောဇပီကိုလည်းပြန်ရောက်ရောဘယင်မအေဂရီရဲ့မချီမငန်တုံ့ပြန်စကားကိုပြန်လဲလျှောက်တင်တော်တာပုံ။အရှင်မင်းကြီး ဘရင်မကေတရီကသူ့ကိုရောဘုံနန်းသားကိုပါလိုချင်ရင် အရှင်မင်းကြီးရဲ့အလောင်းတော်ကိုဘုံနန်းသားစီအရင်ပို့လိုက်လို့တုံ့ပြန်စကားဆိုလိုက်ပါတယ်အရှင်မင်းကြီးအဲ့ဒီအခါအမျက်မှန်ကြီးလာတဲ့ဒေဝဒတ္တဘရင်ဟာဒေါသအိုပောက်ကွဲပြီးချက်ချင်းစစ်ပြင်စီတော့တယ်တဲ့ရာရာဆဆကေတရီလိုဟာမကငါလိုမင်းဤကိုရီကို ပမာမခတ်စော်ကားမော်ကဆိုဝွန့်သလားဒင်းကိုရောဒင်းရဲ့တိုင်းပြီကိုပါတိမ့်ပိုင်နိုင်ဖို့ချက်ချင်းစစ်ပြင်ကြစီ အဲဒီလိုတန်ရောစာပြည့်ရှင်ဘယင်ဒေဝတတကစစ်ပြင်းနေတယ်လို့ဘယင်မကေတရီလဲဘုံနန်းသာတမရောကြီးကို အသင့်ပြင်ထားစီပြီးမြို့ရိုးတွေကိုလည်းအခိုင်အခံပြုထားစီတယ်။ဘုံနန်းသာတိုင်းပြည်ကဝင်းကြီးမှုမဲ့ဒေနာပတိတွေကတော့ကိုတိုင်းပြည်ထက်စစ်အင်အားအများကြီးတောင်းလို့နဲ့တန်ရောစာပြည်ကစစ်ထိုးလာမဲ့အရေးအတွက်စိုးရိမ်တော့ကများနေတာပေါ့။အဲဒီလိုနှစ်ပြီးထောင်ကြာဆေးရည်တင်းမာနေချိန်မှာအခြေအနေရရက်ကိုတည်မြင်တဲ့ရတေကြီး ဝီဘာကဝကကိုဘယင်မကေတရီရဲ့ရွှေနန်းတော်စီကိုကြွားရောက်လာတယ်။ဘယင်မကေတရီလည်းရသေးကြီးကိုရိုရိုတေတေလျှောက်ထားမေးမြန်းနေ။ဘာရသေးမကြွားစဘူးနေလေနေခင်မှာကြွားရောက်လာတာကိစ္စထူများရှိလို့လားဖေယား။တကမတော်ကေတရီမနဲ့ဖြံမနဲ့ဆိုရင်ကျုပ်ဟာဟိမွေနာအယက်စီဂန္ဓာယီခရီးထွက်ရပြီမေ။အဲ့ဒီကန္နာရီခကြီးမထွက်ခင်တက္ကမတော်ကိုကြီးစိုးပြုလို့တဲ့အတွက်ကြာရောက်လာရတာပဲကိုင် တကယ်မှတော့ဟာကျုပ်ကို10နှစ်တာလုံးလုံးကိုယ်တိုင်ဆုံးလောင်းလို့ဆုံးကတ်တဲ့အပြင်ကိုယ်စီចောင်းတဲ့ငံကစားလိုလီသေးမရှိအောင်ထောက်ပံ့လှူဒန်းခဲ့သူမို့ကျုပ်ကန္နာရီခကြီးမထွက်ခင်ကျေးဇူးတုံ့ပြန်ပြုလိုတဲ့ကျုပ်ရဲ့ကျေးဇူးတုံ့ပြန်မှုအဖြစ်ဟော်ဒီမော်ဝင်ခေါင်းလောင်းလေးကိုစွန့်ကျဲပြီးအပ်ခင်မေမော်ဝင်ခေါင်းလောင်းဟုတ်လားဗားရဲ့တဲ့อืมဟုတ်ပြီရဲ့ကွယ်ဒီမော်ဝင်ရဲ့တဲ့ခေါင်းလောင်းကိုဘေးရနေရဲ့ကြီးကြီးမားမားကြုံရတဲ့အခါမှသာကိုယ်တိုင်လှုပ်ခတ်ပါ ဒီမော်ဝင်ခေါင်းနှောင်းရဲ့အစွမ်းကြောင့်တကတော်မရဲ့ဘေးရန်အန္တရာယ်ပေါင်းကကင်းဝေးပါလိမ့်မယ်ကွယ်။ရသည်ကြီးဟာအဒီလိုမိတ်မွက်ပြီးမော်ဝင်ခေါင်းနှောင်းလေးကိုဖေးအပ်ခဲ့တယ်။အဲဒီနောက်၃ရက်မြောက်တဲ့နေ့မနက်မှာတော့ရွှေဘုံနှမ်းမြို့တော်ကြီးရဲ့တောင်ဘက်မြို့ရိုးဘောကနေအချက်ပေးစီတန်းတွေရုတ်တရက်မိဟင်းလာတော့တာပေါ့။ဟာတောင်ဘက်မြို့ရိုးကင်းမြော်စင်ကနေရန်သူတတိပေးစီတန်းထွက်ပေါ်လာပါလား။ရန်သူတတွေခြစ်တက်လာပြီထင်တယ်။ ုံနန်းသားရဲစတီဘိုးဘတို့လည်းတောင်ဘက်မြို့ရိုးပေါ်အပြေးအလွှာတက်ကြည်ကြတာပေါ့အဲ့ဒီလိုမြို့ရိုးပေါ်ကနေတောင်ဘက်အရက်စီကြည့်လိုက်တဲ့အခါအဝေးစီကနေတဲတဲလုံးလုံးချီတက်လာနေကြတဲ့ဒေဝဒတ္တဘရင်ရဲ့တပ်တွေကိုလှမ်းတွေ့လိုက်ရတယ်။ခဏအကြာတော့မှပဲစစ်တပိုးခဲကရတဲ့မိဘတဲတဲကြားရလာပြီးစစ်အလံတွေတလွင်လွင်နဲ့ရန်သူတပ်တွေဟာဘုံနန်းသာရွှေမြို့တော်ကြီးရဲ့အနီးကိုတက်ရွေ့ရွေ့ရောက်ရှိလာတယ်။အဲ့ဒီအချိန်မှာဘရင်မကေတရီဟာ သူမရဲ့စစ်တီတော်တွေနဲ့အတူမြို့ရိုးပေါ်ရောက်ရှိနေပြီးရန်သူတပ်တွေကြီးတက်နီလာတာကိုစောင့်ကြည့်နေတယ်။ရန်သူတပ်တွေအလုံးအရင်းနဲ့မြို့ရိုးအနီးနဲ့ချင်းကပ်လာရောဘယင်မရဲ့စစ်တပ်ဟာစစ်တီတော်တွေဟာရန်သူတပ်တွေစီမြားမိုးရွာချတော်တာပုံ။ဂျူးတော်သူရန်သူတပ်တွေဟာပုံနှန်းသားလေးတီတော်ကြီးရဲ့မြားချက်အောက်မှာအတုံယုံကြယုံကြတယ်။ ဒါပေမဲ့အင်အားများပြားလာတဲ့ဘယင်ဒေဝတတရဲ့တတိဟာမတုတ်မဆုတ်ပဲမြို့ရိုးပပတ်လေးကကျုံကိုဖျက်ကျော်ဖို့ကြိုးစားလာကြတယ်။အဲ့ဒီအချိန်မှာကျုံလေးကရေကဒူးစစ်လောက်ပဲရှိတဲ့အတွက်တိုက်စင်ကြီးတွေစစ်မြင်းတွေအပါအဝင်ဒေဝတတဘယင်ရဲ့အေယာမတက်ကြီးဟာကျုံကိုအင်းနဲ့အားနဲ့ဖျက်ကျော်ကြတော့တာပေါ့။သူတို့တွေကကျုံကိုဖျက်ကျော်ပြီးသားနဲ့မြို့ရကားတွေကိုတိုက်ဆင်ကြီးတွေနဲ့တိုက်ဖွဲ့ပြီးတော့မြို့ထဲဝင်ရောက်လာနိုင်ကြတော့မှာပဲဖြစ်ပါတယ် ဒီအချိန်မှာပဲဘယင်မကေတရီဟာသူမလက်ထဲကမှောင်ဝင်ခေါင်းလောင်းလေးကိုလှုပ်ခတ်လိုက်တယ်။ကလောင်ကလောင်ကလောင်နဲ့အဲ့ဒီလိုမှောင်ဝင်ခေါင်းလောင်းလေးကိုလှုပ်ခတ်လိုက်တယ်ဆိုရင်ပဲရွှေမျိုးတော်အနီးကတောင်တန်းကြီးတွေကြားထဲဖြတ်တန်းစစ်စစ်နေတဲ့တုန်နိုင်မဲ့ချောင်းတစ်လျှောက်လုံးရေတွေအလုံးအရင်စီးစင်းလာကြပြီးအေယာမရေလုံးကြီးတွေလှိုင်းလုံးကြီးတွေဟာမျိုးရိုးပပတ်လေးကကြုံအတိုင်းကြောက်စရာကောင်းလာတဲ့အဟုန်နဲ့ပြေးဝင်လာကြတယ် ကျုံတရှာပြေးဝင်လာတဲ့အေယာမလှိုင်းလုံးကြီးတွေဟာဒေဝတတဘရင်ရဲ့စစ်သည်တွေကိုဖုံးလွှမ်းသွားပြီးတိုက်စင်တွေစစ်မြင်းတွေအပါအဝင်ရန်သူစစ်သည်ရဲမတ်တွေဟာအဟောင်ပြင်းလာတဲ့ရေစီအတိုင်းမျောပါကုန်ပြီးဖက်ရိုးဖရဲနဲ့တေကြီးပြည့်စည်ကုန်ကြတော့တာပေါ့ကျုံထဲရောက်နေကြတဲ့ဒေဝတတဘရင်တက်ကြီးဟာအဆက်မပြတ်စီစဉ်လိမ့်ဝင်လာနေတဲ့လှိုင်းလုံးကြီးတွေရဲ့အဟောင်ပြင်းပြင်းရိုက်ခတ်တာခံရပြီးတက်ပြတ်သွားတယ် ကဲပါယူပါတစားစားအောင်ရင်ထောင်သောမကတဲ့စစ်တီတွေဟာရေးစည်းအတိုင်းမျောပါသေးကြီးပြစီသွားကြတာကြောင့်ဒေဝဒတ္တဘရင်လည်းအခြေမလားဖြစ်ပြီးတက်ပြန်ဆုံသွားရတယ်။ဝေးအောင်မီအောင်မီအောင်မီဘုံနန်းသာမျိုးရိုးဘောကဘရင်မာကေတရီနဲ့ရဲမတ်တွေရဲ့အောင်ပွဲခံဟစ်ကျွေးတန်တွေဟာဘဝင်ညံသွားတော့တာပုံး မရှူမလားဆစ်ရှုံခဲ့ရတာကိုမကြေမချမ်းဖြစ်သွားရတဲ့ဒေဝဒတ္တဘယင်ဟာသူ့ရဲ့စစ်တီတွေကိုပြန်လည်စုယုံပြီးအချိန်ချင်းလာတိုက်ပေမဲ့တိုက်တိုင်းဘုံနန်းသာမျိုးရိုးအနာတော်မတည်နိုင်ပဲအချိန်ကြီးရှုံနေခဲ့ရတဲ့အတွက်အတော်ကိုမခံချိပကန်းသာဖြစ်နေရတယ်။ဒါကြောင့်လဲဒေဝဒတ္တဘယင်ဟာတနေ့တနေ့ဘုံနန်းသာပြီးကိုဘလို့နိုင်အောင်တိုက်ရမလဲဆိုတော့ကိုပဲစဉ်းစားတွေးတောလို့နေတော့တယ်။ တနေ့မှာတော့သူဟာသူ့ရဲ့ဖခင်မီးတော်ဘယင်ကြီးရှိတုန်းကကိုးကွယ်စည်းကပ်ခဲ့တဲ့အောက်လန်းစီယာကြီးပန်နဝကိုတတိယသွားပြီးသူ့ရဲ့မင်းချင်းတွေကိုတွားရောက်ပင်ခိုင်းလိုက်တော့တာပုံအောင်လန်းစီယာကြီးပန်နဝတန်ရောစနန်းတော်ရဲ့ရောက်လာတဲ့ဆိုရင်ပဲဘယင်တတဝက်ကခရီးဦးတို့ပြူပြီးတော့အကောင်ဆုံးစားတော့ဖရာရီနဲ့အဝယ်ပြူလေးတယ်ပြီးတော့မှအကြောင်းဆုံးပြောပြီးအကူညီတောင်းတော်တယ်ဆရာကြီး ကျုပ်ဘုံနန်းသားကိုဘလို့နင်းနဲ့အနိုင်တိုက်ပြီးတော့တိမ့်ပိုက်နိုင်မလဲဆိုတာအကြံပြုပါဦးအဲ့ဒီအခါအောက်နန်းစရာကြီးပန်နဝဟာသူ့လွယ်လာတဲ့လွယ်အိတ်ကြီးတွေကဓာတ်ခံလုံးကြီးကို ထုတ်ယူလိုက်ပြီးအဲ့ဒီဓာတ်ခံလုံးကြီးကိုလက်နှစ်ဖက်နဲ့ပတ်သက်ရင်းမန်နံတစ်ခုကိုယူလိုက်တယ်အဲ့ဒီအခါဓာတ်ခံလုံးကြီးထဲမှာပုံရိပ်တွေပေါ်လာတယ်အောက်နန်းစရာကြီးပန်နဝဟာဓာတ်ခံလုံးကြီးကို အတော်ကြာအောင်စိုက်ကြည့်နေပြီးနောက်မှာတော့အကြံပြုစကားကိုဆိုလိုက်တယ်မင်းကြီး ဘယင်မကေတဝီရဲ့လက်ထဲမှာ သူမရဲ့ဆရာရတိကြီးဝိဘာကဝကပေးထားတဲ့မှောင်ဝင်ခေါင်းလောင်းရှိနေတယ်။အဲဒီမှောင်ဝင်ခေါင်းလောင်းရှိနေတဲ့ွေဝင်းကြီးဟာပုံနှန်းသာပြီးကိုတိုက်ခိုက်သိမ့်ပိုက်လို့ရဖို့ဘလို့မှမဖြစ်နိုင်ဘူး။အဲဒီမှောင်ဝင်ခေါင်းလောင်းကိုဖျက်ဆီးနိုင်မှသာအသင်မင်းကြီးပုံနှန်းသာကို တိုက်ခိုက်သိမ့်ပိုက်နိုင်ပြီး အသင်မင်းကြီးရဲ့လူရင်းဆန္ဒအားလုံးပြီးမြောက်ပြီးွားပါလိမ့်မယ်။ဒါဆိုအဲ့ဒီမော်ဝင်ခေါင်းလောင်းကိုဖျက်ဆီးနိုင်အောင်ဘယ်လိုလုပ်ဆောင်ရမလဲဆရာကြီး။อืม သူ့ပြည်ရဲ့ဝင်ပြီးဘယင်မကေတရီရဲ့ကိုနဲ့မကွာထားရှိတဲ့မော်ဝင်ခေါင်းလောင်းကိုဖျက်ဆီးဖို့ဆိုတာတော်ရုံစီမံကြိုးပမ်းမှုနဲ့တော့မဖြစ်နိုင်ပေဘူး။ကျုပ်ကိုယ်တိုင်ဒီအရေးမှဝင်ရောက်ကြိုးပမ်းမှသာအောင်မြင်နိုင်ပေလိမ့်မယ်။အဲ့ဒါဆိုဆရာကြီးကိုယ်တိုင်ဝင်ရောက်ကြိုးပမ်းပြီးကုညီဆောင်ရွက်ပေးပါ။အဲ့ဒီလိုကုညီဆောင်ရွက်ပေးလို့အောင်မြင်မှုရရင်ဆရာကြီးလိုရာကိုတောင်းဆိုပါကျွန်ုပ်ပေးပါမယ်။အင်းဘယင်မကေတရီရဲ့မော်ဝင်ခေါင်းလောင်းကိုကျုပ်ကိုယ်တိုင်ဖျက်ဆီးနိုင်ခဲ့ရင် ဘုံနန်းသာကိုအတင်မင်းကြီးတိမ့်ပတ်ရရှိရခါဘုံနန်းသာတိုင်းပြည်ရဲ့တဝက်ကြောက်ကိုပြီးရမယ်ဘတ်နယ်လေကောင်းပါပြီအစီမံအားလုံးအောင်မြင်ပြီးမြောက်ခဲ့ရင်ဆရာကြီးကိုဘုံနန်းသာပြည်ရဲ့တဝက် ခွဲဝေပေးပါမယ်ကျွန်ုပ်အနေနဲ့မောက်မလာတဲ့ဘယင်မကေတရီအပေါ်အနာရရင်ပဲခြေနဲ့လှပါပြီကောင်းပြီဒါဆိုရင်ကျောက်စီမြန်စရာရှိရာတွေစီမံပြီးမနှက်ဖြန်မှာပဲဘုံနန်းသာပြည်စီသွားရောက်ခြင်းပဲအတေမင်းကြီးသာပေးထားတဲ့ကတိတီးပါစေ စိတ်ချပါဆရာကြီးဂရီတိုင်းဖြစ်စီရပါမယ်။နောက်နေမှာတော့အောက်လန်းဆရာကြီးပန်နဝါဟာသူ့ရဲ့အောက်လန်းပညာနဲ့သူ့ကိုယ်သူဆရာကြီးဝိပါကဝတ်အတွင်ကိုဖန်ဆင်းလိုက်ပြီးဘုံနန်းတာပီစီခရီးနှင်ခဲ့တယ်။အောက်လန်းဆရာကြီးပန်နဝါဟာယတိကြီးဘဂဝတ်ကရဲ့အတွင်ဆောင်ပြီးဘုံနန်းတာမြို့ကြီးအနားရောက်သွားတဲ့အခါမှာတော့မျိုးဆောင်တမူဟာအံ့ဩသွားရတယ်။ဟောငါတို့ဘီရင်မှာကိုးကွယ်တဲ့ယတိကြီးဝိပါကဝတ်လာပါလားဟဲ့ ရသေးကြီးရောက်နေတဲ့အကြောင်းဘရင်မကြီးကိုတန်တော်ဦးပြေးနေကြစမ်းမြို့ဆောင်ရဲမတ်တွေလည်းနန်းတော်စီအပြေးလွှားသွားရောက်လာကြပြီးဘရင်မကေတရီကိုရသေးကြီးကြွလာတဲ့အကြောင်းတန်တော်ဦးတင်ကြတာပုံအဲ့ဒီအခါဘရင်မလည်းဝမ်းသာသွားပြီးရသေးကြီးကိုနန်းတော်စီပြေးဆောင်လာဖို့မိန်တော်ချမှတ်လိုက်တယ် ဘယင်းမရဲ့အမိန်ရတဲ့ဆိုရင်ပဲမျိုးဆောင်တမိုးဟာမျိုးတကားကိုဖွင့်စီပြီးကျုံးကိုဖြတ်တဲ့တသားတကားကြီးကိုထောင်မှထားရကဆက်သီးကြိုးတွေဖြေလျှော့လို့တသားကြီးကိုဖြည်းဖြည်းအောက်ချပေးလိုက်တော့တာပုံအဲ့ဒီအခါမှာရတေကြီးရဲ့သွေးဆောင်ထားတဲ့အောက်လန်းဆရာကြီးဟာတရားဘော်ကနဲ့ကျုံးကိုဖြတ်လျှောက်လာပြီးဘုံနန်းသာမျိုးတွေဝင်လာနိုင်တယ်။အောက်လန်းဆရာကြီးဟာဘုံနန်းသာနန်းတော်ကြီးရဲ့ရောက်သွားတဲ့ဆိုရင်ပဲဘယင်မကေတရီကရတေကြီးအစင်းလိုချိန်မှတ်ပြီးဝမ်းမန်းတသားခရီးဥကြူပြူတော်တာပုံး။ ဘာရက်တဲ့ခန္ဓာရီခရီးထွက်ရာကထလောင်းမြင်မြန်ပြန်ကြွရောက်လာလိမ့်မယ်လို့တပည့်တော်မထင်ထားဘူးအခုလိုဘာရက်တဲ့ပြန်ကြွလာတော့လဲတပည့်တော်မအတွက်အင်မတန်အားရှိသွားတာပါပဲဖေယအမ်ကျောင်းရဲ့မနောအာယုန်ထဲမှာတကယ်တော်မရောဟော်ဒီဘုံနန်းသာတိုင်းမီကြီးပါမကြခင်ဘေးဒုက္ခတင်းတော်မှာကိုမြင်ရောက်လာလို့တကယ်တော်မရဲ့ဒီမုံနန်းသာတိုင်းမီကြီးကိုကာကွယ်ဖို့အတွက်အလီစလိုပြန်ကြွလာရတာပဲကွယ် အောင်လန်းဆရာကြီးရဲ့စကားကြောင့်ဘယင်မကေတရီဟာထိတ်လန့်တုန်လှုပ်သွားရရှာရင်။အိုးဘလို့မိတ်လိုက်တာလဲဖေဟာတပည့်တော်မတို့အနေရရှိနေပြီလား။ဟွန်းဟုတ်တယ်ကွယ်။ကြောက်ပေးအပ်ခဲ့တဲ့မှုံဝင်ခေါင်းလောင်းရဲ့အစွမ်းသိတ္တီဟာမကြခင်ကုန်ဆုံးတော့မေ။အဲ့ဒီမှုံဝင်ခေါင်းလောင်းရဲ့အစွမ်းကုန်သွားရင်တကယ်တော်မတို့ဟာဘယင်ဒေဝတ္တရရဲ့ရန်ကိုကာကွယ်နိုင်စွမ်းရှိတော်မှာမဟုတ်ဘူးကွယ်။ဒါဒါဆိုဘလို့လုံးမလဲဘာရဲ့တိ။ ဘာမှမပူပန်ပါနဲ့တော့လေကျုပ်ကိုရောက်လာပြီပဲမောင်ဝင်ခေါင်းလောင်းရဲ့အစွမ်းသိသိတဲ့တန်းကိုတိုးပေးဖို့အတွက်ကျုပ်ရောက်လာပြီပဲကဲကဲမောင်ဝင်ခေါင်းလောင်းကိုတွားယူချီသူ့ရဲ့အစွမ်းသိသိတဲ့တန်းတိုးပေးဖို့အတွက်ကျုပ်စီမံပြီမေအဲ့ဒီအခါဘယင်မအေဂရီဟာအတွင်းဆောင်တွေကို ကိုရိုတိုင်းဝင်သွားပြီးသူမရဲ့စိတ်ရတလီရဲ့ခေါင်းရင်ကရွှေကလပ်ပေါ်တင်ထားတဲ့မောင်ဝင်ခေါင်းလောင်းကိုယူဆောင်တော်မူလေတဲ့ မှောင်ဝင်ခေါင်းလောင်းရောက်လာတယ်ဆိုရင်ပဲအောက်လန်စီယာကြီးဟာဘယင်မရဲ့လက်ထဲကနဲ့လမ်းယူလိုက်တယ်မဲ့သူ့ရဲ့လက်ကမိခဲကိုကန်လိုက်ရတယ်လို့တအားပူသွားတယ်။အာဟင်ရတဲ့ဘာဖြစ်တာတော့အဲဘာဘာမှမဖြစ်ပါဘူး။အောက်လန်စီယာကြီးဟာဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးမှောင်ဝင်ခေါင်းလောင်းစီလက်လှမ်းလိုက်ပြန်တယ်။ဒီတစ်ခါမှာတော့အောင်လန်းစရာကြီးဟာသူ့စိတ်ကိုသူတင်ပြီးမှုံဝင်ခေါင်းတော့ကိုအတေးဆုပ်ကန်ယူလိုက်တော့တယ် မော်ဝင်းခေါင်းလောင်းလေးသူ့လက်ထဲရောက်ရော အောင်လန်းစရာကြီးဟာလက်နက်ဖက်နဲ့ခေါင်းလောင်းလေးကိုစုပ်ကိုင်ပြီးတော့ပောက်ခွဲဖြစ်ပေါ်ဟန်ပြလိုက်တဲ့အခါခေါင်းလောင်းလေးကတအားပူလာခဲ့တယ်။အာပူလိုက်တာပူလိုက်တာမီးချီခဲမကပူလောင်လာတဲ့အတွက်အောင်လန်းစရာကြီးကမော်ဝင်းခေါင်းလောင်းကိုအလက်တကြားလှက်ချဖို့ကြိုးစားပေးမယ်။ခေါင်းလောင်းလေးဟာသူ့လက်တွေမှာကုန်နဲ့ကထားသလိုဘလို့မှခွာမရအောင်ကန့်ညီပြီးတော့ပူသက်သက်ပူလာတယ်။ အလိုလေပူလိုက်တာပူလိုက်တာလောက်ကြပါအောင်ကဲကြပါအောင်ပူလိုက်တာဗျပူလိုက်တာမော်ဝင်ခေါင်းလောင်းဟာဘလောက်ပူတယ်လဲဆိုရင် အောင်လန်းစရာကြီးရဲ့လက်တွေတွေကလည်းမိခုတွေထွက်လာပြီးနန်းတော်တကူလုံးညှော်နဲ့နေပုံလန်းသွားတော့တယ်အောင်မလေးကဲကြပါအောင်ပူလိုက်တာဗျပူလိုက်တာဘယင်မကေတရီနဲ့နန်းတော်ရဲ့မရှိနေတဲ့နန်းတွင်သူနန်းတွင်သားတွေအားလုံးဟာအံ့အားတင်ကြည့်ပြီးပြီးတော့ဘာလို့လို့ဘာကြိုက်ရမှန်းမသိကြောင်ကြည့်နေကြတာပုံး အဲ့ဒီခဏအတွင်မှာပဲရတိကြီးရဲ့အသွင်ကနဲ့အောင်လန်းစရာကြီးရဲ့အသွင်ကိုပြောင်းသွားပြီးတစ်ခုလုံးတစစီမီလောင်ကျွမ်းသွားတယ်။အောင်မလေးအောင်လန်းစရာကြီးဟာငဲတယ်မအောင်အောင်ဟင်မီတန်းရင်တစ်ခုလုံးမဲချိတ်ပြီးတော့နန်းတော်ကျမ်းမြင်မှာလူလိမ့်နေရကမရှုမလာတိတ်ဝဲဝင်သွားရတော့တာပုံ။အဲ့ဒီတော့မှဘယင်မအေးကလေးဟာအခြေအနေရရက်ကိုသဘောပေါက်နားလေသွားပြီးမှတ်ချက်ပြူတော်မူလေတယ်။အင်း လက်ဆက်သက်တော့ဒီလိုကြီးဟာဘာရက်တိတ်ဟန်ဆောင်ထားခဲ့တဲ့အောင်လန်းစရာကြီးပဲသူဟာမောင်ဝင်ခေါလန့်ကိုဖြစ်စီဖို့ဒေဝဒတ္တရဲ့စီခိုင်းချက်အရာရောက်လာတာပဲဖြစ်ရမယ်ဘာရက်တိတ်ဟာအဒီလိုအနောက်ရှက်ဘယောဂတွေကိုကြုံမြင်လို့မောင်ဝင်ခေါလန့်ကိုမတူတော်တွေမထိမကိုင်းနိုင်အောင်ထိကိုင်းမင်းရင်လဲဘေးဒုက္ခတင်အောင်စီမံထားခဲ့ပုံရတယ်ဒေဝဒတ္တကြီးတယ်မလို့ပဲမကောင်းကြံကြံဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးအဲ့ဓမ္မဟာဘယ်တော့မှဓမ္မကိုမအောင်နိုင်ဘူးလို့သာမှတ်ထားလိုက်ပြီးတော့ ဘယင်မကေတရီဟာအဲ့ဒီလိုဟစ်ကျွေးလိုက်ပြီးနန်းတော်ရဲ့ကျင်းမြင်ပေါ်လွင်ကြနေတယ်။သူ့မမျက်နှာလာတဲ့မောင်ဝင်ခေါင်းလောင်းလေးကိုတရွတ်တရကောက်ယူလိုက်တဲ့အခါမှာတော့မောင်ဝင်ခေါင်းလောင်းလေးဟာအေးရလို့နေပါတော့တဲ့ကွင်။အခုတည်းဆက်ပြီးမှာကတော့ပညာရှိမြောက်နဲ့အတိညာနယ်ဒီမိချောင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။တခါကမြေကန်အနီးတပင်ကြီးတပင်မှာမြောက်တကောင်နေထိုင်ခဲ့တယ်။မြစ်ထဲမှာမိချောင်းများစွာရှိနေကြတယ်။ မိချောင်းတကောင်ကမြောက်ကိုဖမ်းဆီးရန်အချိန်အတော်ကြာဆောင်ဆိုင်နေခဲ့ရာတနေ့မှာတော့မိချောင်းကသူ့သားကိုငါသားမင်းမြောက်တကောင်တော့ဖမ်းခဲ့စမ်းအမေမြောက်သေးစားကျင်တယ်လို့ဆိုတာပေါ့သူကခါတာဖြစ်သူမိချောင်းကအမေမြောက်ကိုဘလို့ဖမ်းရမလဲကျွန်တော်တို့ကကုန်းပေါ်မှာမတက်နိုင်တာမြောက်ကလည်းကုန်းတော်ဝါမလို့ရေထဲကိုဖဲလာပါမလဲလို့ပြောတာပေါ့မိခင်မိချောင်းကလည်းအတိညာန်တော့ရင်ဘယ်အရာမဆိုရနိုင်ပါရဲ့ နီးလန်းရှာပါငါသာတွေ့ပါလိမ့်မယ်လို့ပြန်ပြောတယ်။ဒါဖြစ်သူမိချောင်းလဲမြောက်ကိုဘလို့ဖန်းစီရမလဲဆိုတာအမျိုးမျိုးစဉ်းစားတာပေါ့။နောက်ဆုံးမိချောင်းကအကြံတစ်ခုရသွားတယ်။ဟာတိပြီမြေကန်းနှပေးကတစ်ပင်မော်ကမြောက်ကိုဖမ်းရမယ်။သူကဒီဘက်ကုံပေါ်မှာမှဲ့ရွှဲနေတဲ့တစ်ပင်ကြီးစီသွားချင်နေတယ်။ဒါပေမဲ့သူ့အတွက်ခက်နေတာကအဲ့ဒီတစ်ပင်ကြီးစီကိုဒီမြစ်ကိုဖြတ်ပြီးလာရမယ်ဆိုတာပဲ။ဒါဆိုဟန်ကြပြီငါအကြံကျင်းနေအောင်ရမယ်လို့တွေးမိပြီး မိချောင်းကဝမ်းသာအားရမြောင်းနေထိုင်တဲ့တပင်ကြီးစီကိုကူလာခဲ့တယ်။မြောက်စီကိုရောက်တော့အိုးအဆွေမြောက်ဟိုဘက်ကမ်းမှာအသီးတွေနဲ့မှဲရွှဲနေတဲ့တပင်ကြီးစီသွားရအောင်လိုက်ခဲ့ပါလားလို့ဖိတ်ခေါ်တယ်။ထိုအခါမြောက်ကလည်းကျွန်ုပ်အတင်းနဲ့လိုက်ခဲ့လို့ဘယ်ဖြစ်ပါမလဲကျွန်ုပ်မှရေမကူးတတ်တာပဲလို့ပြန်ပြောတာပေါ့။မိချောင်းကလည်းဒါကကိစ္စမရှိပါဘူးကျွန်ုပ်ကူးမှာပါအဆွေကကျွန်ုပ်ကြောပေါ်လိုက်ခဲ့ပေါ့လို့ပြောလိုက်တယ်။မြောက်ကတတိမဲကိုစားချင်နေတာကြားလာပြီး အခုမိချောင်းကသူ့ကိုတပည့်အညီရှိရာကိုဖော်ဆောင်သွားမှဖြစ်တာကြောင့်အလွန်ဝမ်းသာသွားတယ်။ဒါကြောင့်မိချောင်းရဲ့စကားကိုသဘောတူလိုက်ပြီးမိချောင်းရဲ့ကြောပေါ်ကိုတက်လိုက်တယ်။မိချောင်းကမြောက်ကိုတင်ပြီးတော့မြစ်ကိုကူလာခဲ့တယ်။မြောက်ကတင်ကြောပေါ်ကတက်စီးလာရတာသိစိန်ကြတာပဲလို့ပြောတယ်။ထိုအခါမိချောင်းကတင်ထင်နေလားဒီလိုကောဘလို့လဲအရသာရှိသလားလို့ဆိုပြီးရေထဲကိုငုံလိုက်တာပေါ့။မြောက်ကရေထဲမှာမွန်သွားပြီးအိုးအဆွေး ီလိုတော့မလောက်ပါနဲ့ကျွန်ုပ်ရင်နစ်ပြီးသေးလေးမယ်လို့ပြန်ပြောတယ်။မြောက်ကမိချောင်းရဲ့အကြံစီကိုမရိပ်မိပါဘူး။မိချောင်းကရေပေါ်ကိုပြန်တက်လာတဲ့အခါမြောက်ကရေမွန်းနေပြီးတော့ဘလုံးပထွေနဲ့မိချောင်းကိုအတင်မိချောင်းကျွန်ုပ်ကိုဘာလို့ရေအောက်ကိုခေါ်သွားရတာလဲလို့မေးတယ်။မိချောင်းကလည်းတင့်ကိုရေအောက်မှာနှက်တတ်မလို့လေ။ကျွန်ုပ်မိခင်ကမြောက်အသေးစားခြင်းနဲ့လို့ပြောနေတယ်။တင့်ကိုတက်ပြီးအသေးကိုအမိစီယူသွားပေးရမယ်လို့ပြောလိုက်တာပေါ့။ထိုအခါမြောက်ကချက်ချင်းပဲ ကျွန်ုပ်တဲကိုလိုချင်ရင်ဆော့ဆော့ကပြောရော့ပေါ့အတဲကိုကျွန်ုပ်နဲ့အတူတူယူလာခဲ့မှာပေါ့လို့ပြန်ပြောလိုက်တယ်။မိเจ้าကလည်းအသိဉာဏ်မဲတာကြောင့်မျက်စိမျက်နှာပြက်ပြီးဘာပြောလိုက်တယ်။တင်ဆုံလိုတာကတင်တင်တဲကိုတပင်မမထားခဲ့တယ်လို့ဆိုနေရလားလို့မေးတယ်။မြောက်ကမှန်ပါတယ်တင်ကျွန်ုပ်တဲကိုလိုချင်ရင်ကျွန်ုပ်တပင်စီပြန်သွားပြီးယူလာပေးပါမယ်။ဒါပေမဲ့အခုကျွန်ုပ်တို့တပင်ကြီးစီရောက်လို့နေပါပြီ။အဲ့ဒီနေရာကိုအရင်ပို့ပေးပါဦးလို့ပြောလိုက်တာပေါ့။ ထိုအခါမိเจ้าကကျွန်ုပ်အဲ့ဒီနေရာကိုမပို့ပေးနိုင်ဘူးဒါကျွန်ုပ်နဲ့မဆိုင်ဘူးကျွန်ုပ်တင့်အသေးကိုရဖို့သာအဓိကပဲကျွန်ုပ်တင့်တပင်စီတမ်းမိပို့ပေးမယ်တပင်မော်ကတင့်ရဲ့အသေးကိုအမြန်ယူပြီးကျွန်ုပ်ကိုသာပေးပါလို့ဆိုလိုက်တယ်မိเจ้าကမြောင်းနေထိုင်တဲ့တပင်ကြီးရှိရာတစ်ဖက်ကန်းကိုပြန်လဲကူးခတ်လာခဲ့တာပေါ့မကြခင်သူတို့ကမြေကန်းဆက်ကိုရောက်ရှိလာတယ်မြေကန်းဆက်ကိုရောက်တော့မြောက်ကမိเจ้าရဲ့ကြောပေါ်ကနေကန်းဆက်ပေါ်ကိုခုန်ဆင်းပြီးတပင်မော်ကိုပြေးတက်သွားတယ် အဲဒီနောက်မြောက်ကတကိုင်းပြပေါ်မှာနေက ရေထဲကမိချောင်းကိုကြီမောပြီးကျွန်ုပ်အသေးကဒီပေါ်မှာလေးတင်လို့ချင်းရင်တက်လာခဲ့ပြီးတော့လို့ပြောလိုက်တာပေါ့မိုင်မဲတဲ့မိချောင်းဟာမြောက်ရဲ့လှည့်စားမှုကို ခံရပြီးလို့တည်သွားတဲ့အခါကျရည်ထဲကိုဝမ်းနေစွာနဲ့ငုံလျောသွားပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်